मिंगलावाशिन ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တိုက်ပွဲပြင်းထန်နေသည့်ကြောက်ဖြူတွင်လက်နက်ကြီးတီစာထိမှန်၍စစ်ကောင်စီဘက်က6ဦးဒဏ်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တွင်လက်နက်ကြီးတီစာထိမှန်မှုကြောင့်စစ်ကောင်စီဘက်က6ဦးဒဏ်ရာရသွားတယ်ဟုသတင်းရရှိပါတယ်။ကြောက်ဖြူမြို့နယ်ဂုံချွန်တိုင်နယ်မလာကျွန်းဧရိယာထဲမှာစစ်ကောင်စီတပ်ဆွဲကနေထိုင်သည့်တရုတ်စစ်ရုံစီမံကိန်းများရှိသည့်နေရာကိုယခုရက်ပိုင်းအတွင်းအာရကကျတ်တော်အေ AA ကလက်နက်ကြီးကြီးဖြင့်ပစ်ခတ်ခဲ့သည်ဟုသိရပါသည်။ရင်းတို့ပစ်ခတ်ခဲ့မှုကြောင့်လက်နက်ကြီးကြီးစားတိမှန်၍စစ်ကောင်စီဘက်မှဒုတက်ရင်မှုအဆင့်ပုံမှုတအူနှင့်နောက်ထပ်တပ်ဖွဲ့ဝင်၅ဦးစုစုပေါင်း၆ဦးဒဏ်ရာရရှိသွားသည်ဟုစစ်ကောင်စီနှင့်နီးစပ်သူမြေပြင်စစ်ရေးတရင်ရင်းမြစ်တအူကသတင်းဌာနသို့ပြောပါသည်။ ရှင်းအပြင် drone ပညာရှင်တရုတ်စစ်သားတအုပ်လည်းလက်နက်ကြီးကြီးစားထိမှန်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်ဟုသတင်းထွက်နေသည်ဟုလည်းသူကပြောပါတယ်။တရုတ်စီမံကိန်းစက်ယုံရှေတွေမှာစစ်ကောင်စီကကင်းစခန်းတွေစခန်းတွေစောက်ပြီးတမင်နေရာယူထားကြတယ်။ပြီးတော့ဒေသခံတွေကိုနေတိုင်း drone နဲ့ပုံကျဲတိုက်ခိုက်တယ် တရုတ်ဒရုန်းနည်းပညာကူပေးတဲ့စစ်သားတွေပါတယ်။ဒါကြောင့် AA ကပြန်ပစ်လိုက်တာစစ်ကောင်စီဘက်က6ယောက်ပေါ့။ဒဏ်ရာရသွားတယ်။နောက်ထပ်ဒရုန်းပညာရှင်တရုတ်စစ်သားတစ်ယောက်ကိုလည်းထိတယ်လို့သတင်းထွက်နေတယ်ဟုပြောပါတယ်။အဆိုပါဒဏ်ရာရသူများကိုကြောက်ဖြူမျိုးပေါ်စေယုံတို့အရေးပေါ်ကုသမှုခံယူရန်ခေါ်ဆောင်သွားသည်ဟုကြောက်ဖြူမျိုးကန်တက်ဦးကသတင်းဌာနသို့ပြောပါတယ်။တရတလောက်ကအရင်ဆုံးကြောက်ပြုံမျိုးစေယုံကိုပို့တာတော့သိတယ်။နောက်ရန်ကုန်ကိုပို့လာမပို့လာတော့မသိရဘူး။တေးတာမတေးတာတော့အတိအကျမပြောနိုင်သေးဘူးဟုပြောပါရယ်။ မလာကျွန်းကျေးရွာနယ်ဧရိယာတော်ဝိုင်းရှိတရုတ်လျက်စစ်ဖြန့်ဖြူးရေးဓာတ်အားပေးနေစွန့်ပစ်ဆက်ရော OGD အပါဝင်တရုတ်ဆက်ယုံများရှိသည့်နေရာများအလုံးတွင်စစ်ကောင်စီတမတက်ဆွေးနေထိုင်ကာ AA ရှိသည့်နေရာများသို့စစ်ကြောင်းထိုးခြင်းများကြောင့်တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းမြေပြင်ဒေသခံများကပြောပါရယ်အဆိုပါတရုတ်စီမံကိန်းဧရိယာများအထက်မှဒရုန်းနည်းပညာတရုတ်စစ်သားများကလက်ခမော်ရွာသည် ရွာဟောင်းမလကျုံးပတ်ဝန်းကျင်ကင်းရှိစသည့်ကြေးရွာအပါအဝင်ဂုံးချုံတိုင်းနယ်တဝိုင်းမှာကြေးရွာများကိုဒရုန်းဖြင့်နှိမ့်စင်ပစ်ခတ်လျက်ရှိကြောင်းဒေသခံများကပြောပါရယ်။အေအင်းနှင့်ပြင်းထန်စွာဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်တရုတ်စစ်သား20ခန့်သည်ဒရုန်းများကိုသူတို့ကိုယ်တိုင်ကင်တွယ်ထိန်းချုပ်မောင်းနေပြီးစစ်ကောင်စီဘက်မှနေ၍ဝင်ရောက်တိုက်ခိုက်ပေးနေသည်ဟုသတင်းများလည်းထွက်ပေါ်နေကြောင်းသိရပါရယ်။အေအေးသည်တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေသည့်တရုတ်စီမံကိန်းကြီးများရှိရာကြောက်ဖြူမျိုးနယ်ကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလမှစတင်ကတိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပါရယ်။ လက်ရှိတွင်စစ်ကောင်စီအမှတ်30ရက်တိုက်ခိုက်ရေးရဲတပ်ရင်အနီးရှိနှမ်းဖဲတောင်ရွာကိုယခုရက်ပိုင်းအတွင်း AA ကတိမ့်ပိုက်ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ပါတယ်။အလားတူစစ်ကောင်စီမင်းတပ်တောင်ကကင်စခန်းနှင့်စစ်မှုလက်မှုတင်နန်းကြောင့်မှကကင်စခန်းများကိုလည်းမေလ10ရက်တွင် AA ကတိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ ဆက်လက်ပြီးစစ်ကောင်စီကောက်ွယ်ရေးပစ္စည်းတပ်ဖွဲ့ကောင်းဆောင်ဒုဗိုလ်ချုပ်ကြီးကံမြင့်တန်းအပါဝင်အရာရှိကြီးများနဲ့လက်နက်ဆက်ယုံမှု28ဦး၏အမည်စရင်းကိုအရေးယူနိုင်ရေးချုပ်ပြန်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်လူမျိုးတုံးတပ်ဖြတ်မှုစစ်ရာဇဝတ်မှုများနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်သောစစ်ရာဇဝတ်မှုများတွင်ပါဝင်ပတ်သက်နေသည့်စစ်ကောင်စီကောက်ွယ်ရေးပစ္စည်းတပ်ဖွဲ့ကောင်းဆောင်ကံမြင့်တန်းအပါဝင်အရာရှိကြီးများနဲ့လက်နက်ဆက်ယုံမှု28ဦး၏အမည်စရင်းကိုနိုင်ငံတကာနဲ့ NUG ကအရေးယူနိုင်ရေးအတွက် တမအဖွံ့ဖြိုးရေး Institute ကယနေ့ထုတ်ပြန်လိုက်ပါတယ်။ရှင်းလင်းတွင်မြန်မာစစ်တပ်၏ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးတွင်အ धिक တာဝန်ရှိသူများအားဖော်ထုတ်ထားသည့်တနက်များနောက်ွယ်မှတွေးစွန်းလက်များမြန်မာစစ်တပ်၏လက်နက်ထုတ်သူများအားဖော်ပြခြင်း သုတေသနအစီရင်ခံစာတစောင်းကိုတမဖွံ့ဖြိုးရေးအင်စတီကျူကထုတ်ပြန်ခြင်းဖြစ်ပါတယ်။တမအင်စတီကျူအနေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုတိကျခိုင်လုံနဲ့အထက်လက်တွေပေးပို့သွားဖို့ရှိပါတယ်။အစီရင်ခံစာမှာဖော်ထုတ်ထားသူတွေအပေါ်တန်ခတ်ပိတ်ဆို့မှုတွေချမှတ်နိုင်ဖို့ကိုမိဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟုတမဖွံ့ဖြိုးရေးအင်စတီကျူမှမေတမာကသတင်းဌာနသို့ပြောကြားပါတယ်။ ရင်းအစီရင်ခံစားရင်းစစ်အုပ်စုတူးလွန်ရရရှိသည့်နိုင်ငံတကာရာဇဝတ်မှုများအတွက်အသုံးပြုသည့်စစ်လက်နက်များအားထုတ်လုပ်ရာတွင်အ धिक တာဝန်ရှိသူများဖြစ်ကြသည့်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုတ်ဤအရာရှိချုပ်ဒုတိယအရာရှိချုပ်နှစ်ဦးနှင့်ကာကွယ်ရေးပစ္စည်းထုတ်ဆက်ယုံ25ယုံမှဆက်ယုံမှုများကိုဖော်ထုတ်ထားကြောင်းသိရပါသည်စစ်တောင်စီကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုတ်ဤအရာရှိချုပ်မှဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းဖြစ်ပြီးဒုတိယအရာရှိချုပ်နှစ်ဦးမှာ ဘိုးချုပ်ကိုကိုလွင်နဲ့ဘိုးချုပ်မျိုးအောင်လို့ဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်စီ၏လက်နက်ဆက်ယုံမှုများမှာအမတ်တစ်ကောက်ွယ်ရေးပစ္စည်းဆက်ယုံမှုဘုံမူကြီးစော်မျိုးမင်းအမတ်နှစ်ကောက်ွယ်ရေးပစ္စည်းဆက်ယုံမှုဘုံမူကြီးလာသိန်းအမတ်သုံးကောက်ွယ်ရေးပစ္စည်းဆက်ယုံမှုဘုံမူကြီးမောင်စိုးအမတ်လေးကောက်ွယ်ရေးပစ္စည်းဆက်ယုံမှုဒုတိယဘုံမူကြီးစော်မင်းထွန်း ်အမ9ကောက်ွက်ရေးပစ္စည်းဆက်ယုံမှုပုံမှုကျုပ်ထရေးလာအမ6ကောက်ွက်ရေးပစ္စည်းဆက်ယုံမှုပုံမှုကြီးတိုးလွင်အမ9ကောက်ွက်ရေးပစ္စည်းဆက်ယုံမှုပုံမှုကြီးထွန်းတွန်းဆိုလို့ဖြစ်ကြောင်းသိရှိရပါတယ်ထို့ပြင်အမ8ကောက်ွက်ရေးပစ္စည်းဆက်ယုံမှုပုံမှုကြီးမဲဆိုအမ9ကောက်ွက်ရေးပစ္စည်းဆက်ယုံမှုပုံမှုကြီးတင်မောင်ချိုအမ10ကောက်ွက်ရေးပစ္စည်းဆက်ယုံမှုပုံမှုကြီးရွှေများအမ17ကောက်ွက်ရေးဆက်ယုံမှုပုံမှုကြီးမင်းမင်းစောအမ17ကောက်ွက်ရေးပစ္စည်းဆက်ယုံမှုပုံမှုကြီးနိုင်အောင်အမ73ကောက်ွက်ရေးပစ္စည်းဆက်ယုံမှုပုံမှု မူကြီးထွန်းတွန်းအင် MS14 ကောက်ွယ်ရေးပစ္စည်းစက်ရုံမူဘုံမူကြီးရဲစော်တွေ MS15 ကောက်ွယ်ရေးပစ္စည်းစက်ရုံမူဘုံမူကြီးဝင်းမြင့်မောင်တို့ဖြစ်ပါတယ်ဆက်လက်၍ MS16 ကောက်ွယ်ရေးပစ္စည်းစက်ရုံမူဘုံမူကြီးစော်ထွန်းအိုး MS18 ကောက်ွယ်ရေးပစ္စည်းစက်ရုံမူပုံမူကြီးသိန်းတွင် အမတ်၈ကောက်ွယ်ရေးပစ္စည်းစက်ရုံမူပုံမူကြီးစုံမျိုးနိုင်အမတ်၁၉ကောက်ွယ်ရေးပစ္စည်းစက်ရုံမူဒူးပုံမူကြီးအောင်ထွေအမတ်၂၀ကောက်ွယ်ရေးပစ္စည်းစက်ရုံမူပုံမူကြီးတဝင်းအောင်အမတ်၂၁ကောက်ွယ်ရေးပစ္စည်းစက်ရုံမူပုံမူကြီးညီညီလတ်အမတ်၂၂ကောက်ွယ်ရေးပစ္စည်းစက်ရုံမူဒူးပုံမူကြီးမြတ်သူအမတ်၂၃ကောက်ွယ်ရေးပစ္စည်းစက်ရုံမူပုံမူကြီးတိုးလွင်အမတ်၂၄ကောက်ွယ်ရေးပစ္စည်းစက်ရုံမူပုံမူကြီးအောင်ကိုကို အမှတ်25ကောက်ွယ်ရေးပစ္စည်းဆက်ယုံမှုရန်အေးတို့ဖြစ်ပါတယ်။အဆိုပါဆက်ယုံမှုများသည်ဆစ်လက်နက်ထုတ်လုပ်ရေးအပြင်အယက်သားပြည်သူများအားအကြမ်းဖက်မှုများကိုဓာတ်ရိုက်တာဝန်ရှိခြင်းစစ်အုပ်စု၏ပြည်နယ်ရေးရန်ရာတွင် တောက်တိုင်အဖြစ်ပါဝင်ကြ။ဆစ်လက်နက်ထုတ်လုပ်ရေးကောင်ဆောင်များအားစစ်ကောင်ဆောင်မေအောင်လိုင်းကအပွဲတူးဂုံတို့များချင်းချင်းကြဲကြောင်းသိရပါတယ်။ အစီရင်ခံစားတွင်စစ်လက်နက်ထုတ်လုပ်ရေးတွင်အ धिक တာဝန်ရှိသည့်ကောက်ကထုံရေးဤထိပ်ပိုင်းကောင်းဆောင်များနှင့်စက်ယုံမှုများအပေါ်တန်ခတ်ပိတ်ဆို့မှုများချမှတ်ရန်နိုင်ငံတကာအစိုးရများအားတောင်းဆိုထားသည့်အပြင်အစီရင်ခံစားတွင်ဖော်ထုတ်ထားသည့်စစ်အုပ်စု၏စစ်လက်နက်ထုတ်လုပ်ရေးတွင်အ धिक တာဝန်ရှိသူများအပေါ်အမည်ပြစရင်သွင်းကြေညာရန်အမျိုးသားညီညွတ်ရေးအစိုးရကိုတောင်းဆိုထားပါသည် ဆက်လက်ပြီးတောင်ငူမြို့နယ်ကျိုးပင်စိတ်ရွာ၌တိုက်ပွဲဖြစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းတောင်ငူမြို့နယ်ကျိုးပင်စိတ်ကျေးရွာ၌ယနေ့မေလ30ရက်နေ့နံနက်ပိုင်းတွင်တိုက်ပွဲဖြစ်နေပြီးစစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်းဒေသခံများကပြောပါတယ်။ကျိုးပင်စိတ်ကျေးရွာသည်ပြီးခဲ့တဲ့ရက်ကတိုက်ပွဲပြင်းထန်ခဲ့သောရန်ကုန်မန္တလေးအမြင်လန်းနှင့်တမိုင်ခန့်ဝေသည့်စပားကျေးရွာအနောက်ဖက်၌တည်ရှိပါတယ်။လက်နဲ့ကြီးတန်ရောအသေးအတန်တွေပါဆက်တိုက်ကြနေရတာဟိုရက်တိုက်ပွဲတုန်းကပိတ်မိနေတဲ့သူတွေလည်းထွက်လာကြရတယ် ကံနီလို့ကိုမဖြစ်နိုင်ဘူးဟုဒိုးပင်စိတ်ရွာဒေသခံတအူကပြောပါတယ်။တောင်ငူမြို့နယ်အတွင်းရန်ကုန်မန္တလေးအမြန်လန်ဤတမိုင်ခန့်မှခွနမိုင်ခန့်ဝေသောခြေရွာများတွင်မိလ23ရက်ကတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးယနေ့အထိစည်ရေးတင်းမာနေခြင်းဖြစ်ပါတယ်။လက်ရှိတွင်စပားချေရွာ၊ကြက်တက်ညောင်ပင်ရွာ၊ဂျိုးပင်စိတ်ရွာ၊ကြက်ရိုးပင်ရွာ၊တောပုရွာ၊စီးပင်သာ၊ဘိုကုန်းနယ်ငုံမင်းခြေရွာတို့မှဒေသခံများတိမ်းရှောင်နေကြရကြောင်းသိရပါတယ်။မိလ23ရက်ကတိုက်ပွဲဖြစ်နေစဉ်စစ်ကောင်စီတပ်သည်နေအိမ်400ကျော်ရှိသည့်စပားချေရွာကိုလေကြောင်းမှတိုက်ခိုက်ပြီးမိရှိုးခဲ့ကြောင်း ေသခံစစ်သေးရှောင်းရကပြောပါတယ်။မေလ28ရက်ကလည်းတောင်ငူမြို့နယ်ဒိုးနယ်ကျေးရွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထုတ်ပြီးဒေသခံပြည်သူနှုတ်တက်ဖြတ်သွားကြောင်းသတင်းရရှိပါရယ်။ပဲခူးတိုင်းအတွင်းတောင်ငူမြို့နယ်တွင်တိုက်ပွဲပြင်းထန်နေပြီးကြောက်ကြီး၊ရွှေချင်း၊နတ်တလင်း၊ပေါက်ခေါင်အုပ်ကိုနဲ့မင်းလာမြို့နယ်တို့တွင်လည်းစီအေးတင်းမာနေကစစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်းသတင်းရရှိပါရယ်။ လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍တော်လှန်ရေးအင်အားစုများကတိကျသတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ကျမ၏သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။